င်္ဂလာပါရှင်။တပတ်စာမူလဝတ္တားနဲ့မနက်ဖြန်အောက်တိုဘာလ24ရက်နေ့အတွက်မူလဝတ္တားအခြေအနေတွေကိုတင်ဆက်ပေးပါတော့မယ်။လက်ရှိမှာတောင်တရုတ်ပင်လယ်ပြင်မှာအပူပိုင်းမုန်တိုင်းဖြစ်ပေါ်နေပြီးဘင်္ဂလားပင်လယ်အော်ဘက်မှာလည်းအကောက်နဲ့လီဘီယာနဲ့ရံဝန်ဖြစ်ပေါ်နေပါဗျ။မနက်ဖြန်အောက်တိုဘာလ24ရက်နေ့နေ့လယ်ထိကချင်ပြည်နယ်၊ကရင်နီ၊ကယားပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာတိမ်တင်းတင်းဖြစ်ထွန်းနေပါဗျ။ချင်းပြည်နယ်ရန်ကုန်တိုင်း AR တိုင်းနဲ့တနင်္လာရီတိုင်းတို့မှာနေရာကျကျနဲ့ ချင်းမြင်းနယ်နဲ့တိုင်းတွေမှာတော့နေရာကွက်ကြားမိုးတစ်ချုံရွာနိုင်ပြီးရွာရံရံလုံးပြည့်ဖြစ်ပါတယ်။ချင်းမြင်းနယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးတိမ်တောင်များဖြစ်ပေါ်လျက်ရှိပြီးအဲ့ဒီမိုးတိမ်တောင်တွေရွေးရှားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးတစ်ချုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးစလားကသတိပေးထားပါတယ်။ ပင်လယ်ပြင်ကထူးခြားအခြေအနေတွေကြောင့်လာမယ့်9ရက်အတွင်းမှာရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊တနင်္လာရီတိုင်းနဲ့အေရော်ရီတိုင်းတို့မှာမိုးရေကြိမ်၃လက်မထက်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ပဲခူးတိုင်းနဲ့မကွေးတိုင်းမှာမိုးရေကြိမ်၂လက်မထက်နဲ့ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ကရင်နီ၊ကယားပြည်နယ်၊မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊စကိုင်းတိုင်းနဲ့နေပြည်တော်တို့မှာ၂လက်မအောက်အသီးသီးရွာသွန်းနိုင်တယ်လို့မိုးလေဝသပြည်နယ်ရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ်။ မြောက်လေအေးတွေစတင်ဝင်ရောက်လာပြီးလေချောင်းပြောင်းလဲလာတယ်ဖြစ်လာပေမဲ့မင်္ဂလာပင်လယ်အော်ကလီဘီယာနဲ့ယမန်နဲ့မုန်တိုင်းဖြစ်ပေါ်လာနိုင်တဲ့အခြေအနေတွေဆက်ရှိနေသေးတာမို့အောက်တိုဘာလ29ရက်နေ့နောက်ပိုင်းကနေနိုဝင်ဘာလဇန်ပိုင်းထိတပတ်အတွင်းရှမ်းပြည်နယ်ကလွယ်ပြီးကြံတိုင်းနယ်ပြည်နယ်တို့မှာမိုးရစိအနေငယ်ပေါ်လာနိုင်တယ်လို့သိရပါဗျ။အားလုံးပဲဘေးပေါင်းကင်းဝေးကြပါစေ။မိုးလီဝသသတင်းတွေကိုအများသူကသိရှိနိုင်ဖို့ပြည်လည်မျှဝေပေးဖို့လည်းတိုက်တွန်းလိုပါတယ်ရှင်။